လူကရေတက်ပြစ်ချလို့ရေတက်ကူရေကူတက်ရင်တက်သွားမယ်သို့တော်သူချန်ပီယံဖြစ်ဖို့ဆိုမလွယ်ဘူးအဲကြောင့်ကျွန်တော်မှန်ကန်တဲ့နီလာမှန်ကန်တဲ့သဘောတရားတွေသူကတိချင်းကလည်းပုံစံတွေပြောင်းတော်မူပါဆရာရဲ့အဲတော့ဆရာဒီဟိုနယူမက်သမက်တစ်ကစာပေါ့အခုကဆရာတို့အတွေ့အမြင်တွေနဲ့ဆရာလုပ်တဲ့ဟာပေါ့ဒါတွေကတော့ကျွန်တော်ဒီနောက်ပိုင်းမှာတော့ criticize တော်တော်လုပ်တော့ပေါ့ဟိုတည်းက EU အနှုတ်ပေါ့ ဟောနှစ်မိနစ်လိုက်နှစ်မိနစ်လောက်ရှစ်လာဆိုတဲ့ဟာမျိုးကိုလက်မခံတော့ဘူးလေကျွန်တော်တို့ကဘာကြောင့်လဲဆိုတဲ့ဟာတွေက reason ကပါမှကလေးတွေကိုတင်ပေးရတာပါဆရာ။အဲ့တော့ဆရာတို့တင်တဲ့ဟာနဲ့ပတ်သက်ပြီးဆရာနည်းနည်းလေးဆက်ပြီးတော့ဆွေးနွေးပြပါလားဆရာ။ဟုတ်ပါတော့။ဟိုတင်ချာကိုတင်တဲ့အခါမှာပထမဦးဆုံးကဟိုသူက ဟိုကျွန်တော်ကတော့အခုဟို macro level ကိုပြောမှာပေါ့နော်ဟုတ်ကဲ့ macro level ကိုចောင်းသားတအုပ်စုကိုတင်လိုက်ပြီအဲ့ဒီတအုပ်စုတင်တဲ့အခါမှာចောင်းသားတွေရဲ့အရေးအချင်းကအထက်တန်းပြဆရာအဲ့ဒီအထက်တန်းပြဆရာမှာကျွန်တော်မလုပ်ခဲ့လေဆိုတော့အဲ့ဒီတုန်းကပြဋ္ဌာန်းတဲ့သင်္ချာစာအုပ်တွေရှိတယ်အဲ့ဒီသင်္ချာစာအုပ်တွေကိုဟာလာ၄တန်းကနေစပြီးတော့၁၀တန်းထိအဲ့ဒီစာအုပ်တွေအကုန်လုံးကိုကျွန်တော်သင်ယူဖို့ပြီပေါ့နော်အဖြေဆုံးကိုကျွန်တော်ရေးတယ် ရေတော့အဲ့ဒီကပုံစံကြီးမှားနေပြီကဏ္ဍမှားတယ်ဆိုအဲ့ဒီကဏ္ဍတွေကိုကျွန်တော်တို့ကဒီနေရာပါတော့မှားနေပါပြီဆိုတော့မှတ်တမ်းလေးတွေလောက်တယ်အဲ့ဒီတော့ကတင်ရိုးလက်တော့လောက်တာကကျွန်တော်တကယ်ကြီးဟုတ်လားဦးမြင့်တယ်အခုတော့ဒေါက်တာဦးမြင့်တယ်အမေရိကရောက်သွားပြီအဲ့ဒါသူ့စီကိုကျွန်တော်ကအဲ့ဒီစာမျက်နှာနဲ့ဟိုဟာနဲ့အဲ့ဒီမှားနေတာတွေကိုပို့အများမ်းပေးတယ်ပြီးတော့သူကတင်ရိုးအစီဝေးရောက်တဲ့အခါကျရင်အဲ့တော့တင်ရိုးဥက္ကဋ္ဌကဒေါက်တာချက်စွေ ပြောင်းမောင်းမြင်သေးတယ်မင်းတော့မတော်ဘူးမင်းဒီဟာတွေဘသူကမင်းဟောပေးတာလဲဆိုတော့ကျွန်တော်တကယ်ချင်းတယောက်ရှိရယ်ကိုမျိုးတင်အဲ့ဒါ तू ကတွတ်တွတ်ပြလို့ तू ကပေးလို့ကျွန်တော်ဒီဟာ report ပေးတာစောက်ထက်ကတော့ typing error တွေပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်ထောက်ဆောင်ဟဲ့လားတော်တော်အောင်မကြံရေးခဲ့တာ84အဲ့ဒီတော့ကျွန်တော်ကလောင်နာမယ်ဟဲ့လားဘာလဲဒီဘောဆရာဆိုမင်းထက်ဆိုတဲ့နာမည်နဲ့ကျွန်တော်ရေးခဲ့တာအဲ့ဒါ အဲ့ဒါအကုန်လုံးရေးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဘာရလဲဆိုတော့အင်ချာဘူးအလေတန်းစစ်မူလတန်းစစ်အတက်တန်းစစ်ဘာဒီကယ်အောက်လွတ်တွေမက်တာမက်ဒီကယ် education နဲ့ပတ်သက်လို့ဗမာပြည်မှာဖြစ်ခဲ့တာပေါ့84ကအဲ့ဒီတော့ GCEO level မိရမယ်ဆိုတဲ့အားမှကျွန်တော်ရခဲ့တာအဲ့ဒါ84မှာကျွန်တော်တို့ ကျန်တဲ့ဘာသာလည်းအကုန်လုံးအင်္ဂလိပ်လိုပြောင်းလာဟုတ်တယ်ပြောင်းလာကျွန်တော်တို့က GCO level အတိုင်းဟုတ်ကျန်တဲ့ဆက်စတင်စတင်တာပေါ့နော်84ပေါ့ဟုတ်တယ်ဟုတ်ပါအဲ့မှာလေးကိုနေတင်ချာကဟာတင်ရိုးဟိုတဲ့ဘာအရေးကုန်ခွာတဲ့နေရာမှာတဲ့တင်ချာကဟိုဟိုဟာလုံးလုံးနဲ့အဲ့တော့မင်းတို့အဲ့ဒါကိုရောက်အောင်လုပ်ကြတယ်ဆိုပြီးတော့အဲ့ဒီမှာဆရာကြီးတယောက်ကညွန်ကြတာအဲ့တော့မှကျွန်တော်ကကံကောင်းပြီးတော့အဲ့ဒါလေးအကုန်လုံးကိုလုပ်တယ်တော့ကျွန်တော်တို့တင်နှန်းတက်ရတယ် အဲ့တင်တန်းတက်တော့အဲ့တင်တန်းမှာတချို့လူတွေကတော့သူတို့စိတ်တိတ်မပါဘူးကျွန်တော်တို့စိတ်ပါတော့အဲ့ဒီမှာဒီကပုံနှိပ်စာဦးတည်းကဒီပုတ်ကဘလို့တွေ့ရမှမသိဘူးဆိုတော့ဟိုဆရာကြီးဘလို့တွေ့တယ်လဲကျွန်တော်တေချာမှတ်တယ်ပြီးတေချာယူတယ်လေ့လာတယ်ပြီးရင်အဲ့ဒီကနေမှထပ်ထပ်ပြီးတော့ဟုတ်လားဟိုနေပါခေါ်မယ်ဟိုအလားတူ generalization ခေါ်တာပေါ့နော်သင်ချာမှာတော့အဲ့ဒါမျိုးတွေကိုအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီက foundation တွေတိတ်ကောင်းသွားတာ ကောင်းရတဲ့အတွက်ကြောင့်ကျွန်တော်ဘာဘောဖြစ်တယ်လဲလို့ပြီးတော့အခုပင်စင်ယူပြီးတဲ့အခါမှာကျွန်တော်အဲ့ဒီမှာကျောင်းနေမှာ mass education ပေါ့အဲ့ဒီ mass education နေမှာဒီဆရာတွေကို subject matter knowledge အပြင်နောက်တကဘာလဲအဲ့ဒါဟို teaching of mathematics ပေါ့သင်ချောင်းကိုဘယ်လိုသင်မလဲပြီးတော့နောက်တကဒီဘာသာရပ်ကိုဘယ်လို assess လုပ်မလဲ scientific assess scientific ကိုတင်တဲ့ဟာကိုကိုကဘာလို့တင်လဲဥပမာဆိုကြပါလို့တစ်ထပ်ကိမ့်မှညီညာချင်းကိုတင်တယ်။ညဖက်ကိမ့်မှညီညာချင်းကိုကြောင်းသားကိုပြီယုံမဲ့တင်တာလားနားလည်ယုံနေတင်တာကဒါမှမဟုတ်အတုံးချတဲ့ knowledge level တင်တာလား comprehension level တင်တာလား application level တင်တာလားအဲ့ဒီ behavior နဲ့ဒီဘက်က content နဲ့ two dimension နဲ့တတိယပြည့် table of specification ဒါမှမဟုတ် test blueprint အဲ့ဒါစောက်ပြီးတော့မှမေးခွန်းထုတ်ပြီးတော့မှရတာကို result ကိုပြန်ပြီးတော့ဟိုကလောက်တာအဲ့ဒါတွေကအစကျွန်တော်အကုန်လုံးအဲ့ဒီကျောင်းနေမှာပေါ့နော်ဟိုသူတို့တချို့တိတ်ပြီးတော့ဟိုလိုချင်တဲ့အကြောင်းမျိုးနေမှာဆိုရင်ကျွန်တော်တော်တော်ကြီးကိုဟိုပါပေါ့နော်လှူအားပေးခဲ့တာပေါ့နော်တကယ်တော့ဆရာကျွန်တော်ဖြတ်မေးချင်တာပေါ့လေဆရာဒီကျန်တဲ့ဘာသာရပ်ဒီမှာရော ဒီလိုမျိုး analysis တွေလုပ်ရင်ရနိုင်ပါပါเนาะဆရာဟာရတာပေါ့ဆရာအဲဟိုနေကြံတဲ့ဘာသာရက်တွေပါအတွက်လည်းပဲအခုဟိုဟာပေါ့အခုကျွန်တော်တို့ internet ကနေမှာ test analysis program လို့ရိုက်လိုက်ရင်အဲ့ဒီမှာ test ဆိုတော့ထွက်လာလိမ့်မယ် Ohio University ကရေးထားတယ် Delphi Pascal နဲ့ရေးတဲ့ software ဟာအရန်ကောင်းကျောင်းသားဟလာ9996ယောက်ကို multiple choice မေးခွန်းတရားနဲ့ analysis လုပ်တယ်အဲ့တော့အဲ့ဒီကိုကျောင်းသား9996ယောက်ဆိုတော့ကျွန်တော်တို့တောင်းတောင်းက၄တန်းတို့၅တန်းတို့၈တန်းတို့ဟိုတိုင်းစစ်တို့မြို့မြို့နယ်အစ်စ်တို့တွေမှာပဲအလဲပဲအဒီဒီမေးခွန်းတွေကဘယ်လောက်ထိ effective ဖြစ်တယ်လဲအဲ့အဲ့ဒီမေးခွန်းတွေရဲ့ difficulty index ကဘယ်လောက်ရှိတယ်လဲအတော်အញ្ញံခွဲခြားနိုင်မှု အညွန်ကိန်းကဘယ်လောက်ရှိသလဲအဲ့ဒါမျိုးတွေကအကုန်လုံးကွန်ပျူတာ right လွယ်လွယ်လေးဟိုကျွန်တော်အဲ့ဒီပညာရေးနေဝင်ကြီးဌာနရလက်အောက်ကရှိတဲ့ဌာနတစ်ခုမှာအဲ့ဒီဟိုနေသူတည်နာဝန်ထမ်းတွေကိုကျွန်တော်အဲ့ဒီ software ကိုကျွန်တော်၁ရက်လောက်ကျွန်တော်တင်ပေးမှုပဲတယ်ဒါဘယ်သူကပေးတာလဲဆိုတော့ Australia ကနေမှဟိုပါပေါ့နော်ဟိုနေဟိုပါပေါ့ဟိုနေဟို sponsor ပေးတာအဲ့ဒီမှာကျွန်တော်တင်ပေးခဲ့မှုတယ် ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဟိုဖြစ်ချင်တဲ့စိတ်တစ်ခုနဲ့ပေါ့နော်ဟာလာဒီဘာသာရပ်ကိုမျက်မျက်နိုးနိုးနေဟိုတင်ချဆရာတယောက်ဖြစ်ပြီးဘယ်တန်းတင်တာလဲခုနှစ်တန်းတင်တာဒါဆိုခုနှစ်တန်းတင်ပြီဆိုလို့ရှိရင်ခုနှစ်တန်းတင်တဲ့အတွက်ကြောင့်6တန်းတင်ချပါဘာတွေတင်တာလဲကောင်းကောင်းသားလဲပြီးတော့ဒီကခုနှစ်တန်းမှတင်ပြီး7တန်းじゃဘာတွေတင်တယ်လဲ ကိုကိုဒီခုနှစ်တန်းမှာဒါတင်လိုက်တဲ့ခေါင်းစဉ်ဟာအပေါ်မှာဘာရဲ့ခေါင်းစဉ်ကိုအထောက်အကူပြုမှာလဲ particle knowledge လို့ခေါ်တာပေါ့နော်အထက်အောက်အဲ့ဒီလိုဆရာတယောက်က subject matter မှာသိရမယ်အဲ့ဒါအပြင်ကိုကခုနှစ်တန်းကိုမြန်မာပြည်မှာတင်တယ်စင်ကာပူခုနှစ်တန်းဘယ်လိုတင်တယ်လဲစင်ကာပူခုနှစ်တန်းကိုကြည့် China ကခုနှစ်တန်းဘယ်လိုတင်တယ်လဲအင်တာနက်မှာအကုန်ရှာလို့ရတယ်တဘော နော်ဟုတ်ဖုန်း application နေနဲ့ဟိုအဲ့ဒီ Condata Grade 7ဆိုတော့မဲတရားလိုက်ရင်ကို application နေနဲ့ဒါလားစာအုပ်တွေဒီမှာကျွန်တော်တက်တည်ပြလို့ရဒီထဲမှာအများကြီးရှိတယ်ကျွန်တော်ဟိုလောက်ထားတာဆိုလိုတဲ့ဒီကဘာသာရက်တစ်ခုကိုဘယ်လောက်ထိနားလည်အောင်ဆရာတယောက်ကလုပ်တင်တယ်လဲလို့မေးရင် particle knowledge အပြင်ဟိုမှာ horizontal knowledge ခုနတန်းကိုစင်ကာပူမှာဘယ်လောက်တင်တယ်လဲ ဥပမာတောင်ကိုရီးယားမှာဘယ်လောက်တင်တယ်လဲအမေရိကမှာဘယ်လောက်တင်တယ်လဲသုံးနိုင်ငံလေးနိုင်ငံလောက်ကြည့်ရင်ကိုတကယ်ပယ်နိုရာမှာ view အကြီးတွေ့တယ်။ဘာဖြစ်လို့မက်စကိုဦးစားပေးပြီးတော့အဲ့လိုကြုံနေရလဲလို့မေးတော့ဒီနေ့ကျွန်တော်တို့အကုန်လုံး technology ဟိုအကုန်လုံးဟာတင်ချာနေလာတာ။အဲ့လိုပြောရင်တကဟိုဘာကောင်းလဲဟိုဟာဖြစ်မှာဆိုတော့ဥပမာ TV ဆိုတော့ TV screen မှာဒီကောင်ကဒါက wire ရိုးဒီက x-ray ရိုးဒီမှာ pixel လေးတွေကြီးရဲ့အဲ့ဒီ pixel လေးတွေက coordinate တွေ အဲ့ဒီ coordinate တွေကို four color ကုတ်တွေနဲ့ထည့်လိုက်ပြီးတော့မှအဲ့ဒီကုတ်တရားတွေမှအယောင်ပြောင်းပြီးတော့မှကျွန်တော်တို့ကအယုတ်ဖြစ်လာတာပြီးတော့တခါဟိုကဖြစ်တဲ့အဲ့ဒီ one way ရော x way ရောပါတဲ့ coordinate တွေရဲ့ဟိုမှာပေးတဲ့ coding တစ်ခုကအတန်ဖိုင်ထည့်ပြီးလာတယ်အဲ့ဒီမှာမှ two ကုတ်အ point တစ်ခုရဲ့ two function ကိုသူလုံရင်းလုံရင်းနဲ့ကျွန်တော်တို့ကတော့ဒီမှာအယုတ်ကြီးကတော့နေတယ်ပါအဲ့လိုတိတယ်တကယ်တော့တကယ် theoretical background အဲ့တိုင်းတော့ ကျွန်တော်တို့လည်းကြားဘူးတယ်လေ။ဟိုမှာပြည့် calculus သင်ချလို့မျိုးဆိုရင်မရှိဘူးဆိုရင်ကျွန်တော်တို့ဒီလကဘာတွေပါလဲသွားလို့မရဘူး။တုံးပြန်လည်းသွားလို့မရတော့